မြန်မာဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတမိုင်းမှာတစ်ချိန်တစ်ခါမှမရှိဘူးသေးတဲ့တောင်သူတွေနဲ့သက်ဆိုင်ရာကျွမ်းကျင်သူတွေတရားသီလုံးမှုစပါးအတူစိုက်ပျိုးကြမဲ့တင်တဲ့အစီအစဉ်တစ်ခုကိုအစိုးရအလံကစတင်ဖွင့်လှစ်ခဲ့ပါတယ်။ဒီသတင်းကိုအများရိတ်သတင်းကတင်ဆက်ထားတာဖြစ်ပါတယ်။ဝိစာသိပ္ပဥခိုင်ရတဲ့ပညာလို့တင်စားရတဲ့တင်တဲ့စိုက်ပျိုးရေးလုပ်ငန်းဟာမြေအကြောင်းကစားလို့မျိုးစေ့နဲ့ပိုးမွားရောကမိုးလေဝသအခြေအနေနဲ့ရေသိမ်းခြေလုံးနည်းပညာတွေအပြင်တိနဲ့ဈေးကွက်အခြေအနေထိဒီစနစ်တကျဆောင်ရွက်နိုင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒီအခြေအနေအားလုံးကိုအနာနဲ့ဆေးတွင်းနိုင်အောင်အစိုးရအလံကမိုးစွားတင်တဲ့ကိုဖွင့်လှစ်ထားတာဖြစ်ပြီး ဒီတဲ့နန်းကနေကောင်းမွန်တဲ့နီးလန်းတွေရရှိဖို့မျှော်လင့်တယ်လို့စိုက်ပျိုးရေးပညာရှင်တဦးဖြစ်သူဒေါ်သင်းသိန်းအောင်ကပြောပါတယ်ဟိုဟိုမျှော်လင့်တာကတော့အဓိကမျှော်လင့်တာကတော့ဘာလဲဆိုတော့ good practice ပါပဲဟိုတောင်သူတွေမှာအဓိကလိုလိုနေတာ good practice တွေလိုတာဟိုဘာလဲ good practice ဆိုတာမှန်ကန်သောဟိုစိုက်ပျိုးနီးစနစ်အလေးအထများအဲ့မှာမှာအလေးအထဆိုရင်မှာ good good practice ဆိုတာမှာဟိုခုနလိုမြေပြင်ပေါ်မှာစိုက်ပျိုးတဲ့ဟာတွေအပြင်ကိုဆက်ပြီးတော့အဲ့ဒါတွေနဲ့ချိန်ပြီးတော့ကိုယ့်ရဲ့ဈေးကွက်နော် နော်အဲ့ဈေးကွက်ကနောက်ပြီးတော့ဈေးကွက်တွေကဘာတွေကိုမျောမှန်းနေကိုသွားကျင်နေဈေးကွက်ရေလိုအပ်ချက်စသဖြင့်အဲ့ဓာတွေကိုနားလဲပြီးမှဟိုလှုပ်တယ်ဆိုတဲ့ဒီအချိန်အဆက်သဘောတရားတွေကိုနားလဲပြီးတော့လှုပ်ကြိုင်ကြရလဲ good practice ပဲ တင်းသိအောင်မျောလင့်ထားတဲ့ Good Brides ရဖို့အစိမ်းအောင်လန်းကိုတည်ထောင်သူတို့ဖြစ်တဲ့ဦးသိန်းစိုးမင်းကတောင်သူတွေမိုးစွားအတွက်မြေပြင်ကျင်းကစပြီးမှတ်တမ်းရေးသွင်းဤတွေကိုတင်ကြားပေးသွားမှာဖြစ်ပါတယ်။မြမလရလုပ်ငန်းမှာစိုက်ပျိုးစရိတ်အရင်းဒီကစလို့စက္ကရိယာနဲ့လေယာဉ်လုံသားရှာပါတာရာသီဥတုဆိုးရတဲ့ဒဏ်တွေဖြင့်ဈေးကွက်မတည်ငြိမ်တာအဆုံးစိန်ခေါ်မှုတွေကြီးမားနေတာဖြစ်ပါတယ်။ဒီလိုစိန်ခေါ်မှုအမျိုးမျိုးနဲ့လုပ်ကိုင်နေရတဲ့တောင်သူတွေမှာလေယာဉ်လုပ်ငန်းအတွက်အသက်အမြအရေးကြီးလာတဲ့လုပ်ငန်းမှတ်တမ်းရေးသွင်းပြီးစနစ်တကျပြန်လဲသုံးသပ်ဆုံးဖြတ်ရမယ့်အလုပ်တွေပြတ်ကွက်ခဲ့တာကလည်းလ လေလုံရင်းနဲ့လည်းနေကြရတဲ့အဖြစ်ကိုရောက်ရှိလာတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ အစိုးရအောင်နိုင်ရဲ့မိုးစပါးတန်တန်းကိုတက်ရောက်ဖို့မြန်မာနိုင်ငံရဲ့ရဲကတောင်းသူတွေအပါအဝင်လေယာဉ်လုံငန်းကိုလုံခြုံရေးပြင်ဆင်နေသူတွေစတဲ့လူကြီး30ကျော်ကတန်တန်းကိုအနှံထားကြပါတယ်။ရခုံမြို့မှာနေထိုင်တဲ့အဖိုးနဲ့ဝင်ပါလေယာဉ်သုံးစက္ကရိယာတွေကိုတီထနာတွေအစ်စ်မျက်နာတွေထုတ်လုပ်သွားဖို့ပြင်ဆင်နေတဲ့သူတို့ရှိပါတယ်။အဲ့ဒီပစ္စည်းတွေကိုလက်ကူမြို့နယ်ညောင်တချမ်းကျေးရွာမှာရှိတဲ့ကိုပိုင်လယ်မှာလယ်ဆိုင်ရေးအသိဉာဏ်ပို့ပြင်ဆင်ထားသူအင်ဂျင်နီယာဦးနေမျိုးကအစိုးရအောင်နိုင်ရဲ့မိုးစပါးတန်တန်းကိုတက်ရောက်နေပြီးလေယာဉ်လုံငန်းဟာတာမန်ပုတ်စာမဟုတ်ဘူးလို့အခုလို့မှတ် ချက်ပြုပါတယ်ဆိုတော့ဒီကောကျွန်တော်ပြောချင်တာတာမန်ပု္ပ္ပာမဟုတ်ဘူးပု္ပ္ပာခက်တယ်အဲ့တော့ဒီလိုကျွန်တော်လိုတနိုင်တစ်ပိုင်လှုပ်တဲ့တောင်သူတွေအတွက်စဉ်းစားပေးမဲ့လူမရှိဘူးမျိုးလည်းမရှိဘူးဘာမှမရှိဘူးအဲ့ကြောင့် challenge ကတော့အစနဲ့အဆုံးထိ challenge ပဲနောက်ကျွန်တော်တို့ကဒီအခက်ဆုံးအလုပ်ပေါ့ဒီ agriculture အခက်ဆုံးအလုပ်ကိုတကယ်သူများရှိမှ agri business က technically strong ဖြစ်မှနောက် financially strong ဖြစ်မှဒီလို့လုပ်လို့ရတာအခုကကျွန်တော်ရှိမှကြတော့ technical ကြီးကြလည်းမပြည့်စုံ financial ကြီးကြလည်းမပြည့်စုံတဲ့လူတွေကလုံတော့ကျွန်တော် industry ကအဆင်မပြေဘူး ဆိုင်အောင်လမ်းရဲ့မိုးစွားတနက်ကိုပြီးခဲ့တဲ့မေလ31ရက်နေ့တည်းကဖွင့်လှစ်ထားပြီးတောင်သူတွေနဲ့ကျွမ်းကျင်ပညာရှင်တွေအပြန်အလှန်ဆွေးနွေးတင်ကြားနေကြပြီဖြစ်ပါတယ်။တနက်ဟာအွန်လိုင်းကနေတွေ့ဆုံအပြန်အလှန်မေးမြန်းတင်ကြားပြသနိုင်တဲ့ဇွမ်းကားတစ်ဆင့်ဖြစ်လို့နားမလည်တာတွေသိကျင်တာတွေကိုနှစ်ပေါင်းများစွာအတွေ့အကြုံရှိကြတဲ့စိုက်ပျိုးရေးပညာရှင်တွေကထီထီရောက်ဖြေကြားဆွေးနွေးတင်ကြားပေးသွားမှာဖြစ်ပါတယ်။ ။ဒါပြင်လာမယ့်အပတ်စဉ်တွေမှာလည်းမျိုးစစ်ရွေးချယ်နည်းပြူထောင်ကောက်ဆိုင်ဂျပန်နီးစတဲ့စိုင်းနီးမျိုးမျိုး၊လက်မြေမှာကြောက်ရတတ်တဲ့ပေါင်းမင်တွေနဲ့ကာကွယ်နှိမ်နည်းတွေ၊စပားပဲထွန်းနှုံးတဲ့အရေးသွေးကောင်းမှု၊အပင်သက်တမ်းလာဟိစိုက်ပျိုးရေကိုထိထိရောက်အောင်သုံးဆွဲနည်းတွေ၊စပားရဖို့အဓိကကြတဲ့မိုးလေဝသခန့်မှန်းချက်တွေကိုလေ့လာပြီးစိုက်ခင်းစီမံဆောင်ရွက်နည်းတွေ၊တင်းတော်တဲ့စပားဈေးရအောင်စီမံနိုင်မဲ့ရေသိမ်းချိန်နောက်ပိုင်းတိုးလောင်းထိမ့်သိမ်းနည်းတွေကိုဆွေးနွေးတင်ကြားပူးခြားမှာဖြစ်ပါတယ်။ ီတန်းန်းအတွက်ပူးပေါင်းပါဝင်သူတော်တင်းတင်းအောင်နဲ့ဒေါက်တာတဲအောင်မဝင်းတို့ကလည်းတန်းန်းမှာပညာသင်စုလျှောက်ထားလာသူတွေကိုပညာသင်စုတွေလှူဒန်းပေးအပ်ထားပြီးအခြားပညာသင်စုပေးလိုသူတွေကလည်းအဆင့်အောင်လက်ကိုဆက်သွယ်နိုင်ပါတယ်။အတူဆိုင်ပြူးကြမဲ့မိုးစွားတန်းန်းအတွက်လေးလာကြပရိုဂရမ်တစ်ခုလုံးပေးသွင်းရမယ့်တန်းန်းကြီးကိုကျပ်တသိန်း2000သတ်မှတ်ထားပြီးအပင်တတန်းအလိုက်ပို့ချသွားမယ့်အပတ်စဉ်တန်းကန်းစာတစ်ခုအတွက်ကျပ်2000ကျပ်ပေးသွင်းတန်းရောက်နိုင်မှာဖြစ်ပါတယ်။ အရင်ကတကြိမ်တခါမှဖွင့်လှစ်ဖူးခြင်းမရှိခဲ့တဲ့ဆိုင်အောင်လိုင်းရဲ့အတူစိုက်ပြကြမဲ့မိုးစွားတန်တန်းကိုတောင်သူတွေလေယာဉ်လုံခြုံရေးနဲ့ဆက်ဆက်ပတ်သက်နေတဲ့စိတ်ပါဝင်စားသူတွေအများအပြားရှိနေကြပါတယ်ရှင်။